ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောင်းရီမြို့နယ်က မော်ဖာတူစစ်တပ်စခန်းနဲ့တနင်္သာရီတိုင်းတဝဲခရိုင်ကထီထမြဝကုန်းစခန်းတွေကို KNL PDF ပူပေါင်းတပ်တွေကဧပြီ16ရက်တည့်ရက်ထဲမှာတင်းယူလိုက်ပြီးလို့စီးရဲသတင်းရင်းမြစ်တွေစီကသိရပါဗျ။ KNU တပ်မဟာလေးနယ်မြေတနင်္သာရီတိုင်းတဝဲထီခီလမ်းမော်ကစစ်ကောင်စီရဲ့ထီထမြဝစခန်းကိုဧပြီ17ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဧပြီ19ရက်နေ့ညနေပိုင်းမှာသိမ်းယူနိုင်ခဲ့ပါတယ်။စကန်းသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ကန်ယူရန်စစ်ဌာနချုပ်လှုပ်ရှားစစ်ဗျူဟာတည့်ရဲ့ဗျူဟာမှုကိုအရှင်ဖမ်းမိခဲ့ပေမဲ့လုံခြုံရေးရပြစ်ခတ်စဉ်တိတ်ဆုံးသွားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေစီကသိရပါဗျ။ စစ်တုံးမန်းတွေနဲ့လက်နက်ခဲယမ်းတွေအများအပြားရရှိခဲ့ပြီးလက်နက်ကြီးကုန်းကိုလည်းရရှိခဲ့ကာတောင်ကုန်းပေါ်မှာတက်ဆွဲထားတဲ့ထိထပြူဟာစခန်းကုန်း၃ခုလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်တယ်လို့လည်းသိရပါဗျ။ထိထပြူဟာစခန်းဟာနေဆက်စစ်စခန်းတွေနဲ့နေဆက်ကုံသွယ်ရေးအတွက်စိုးမိုးထိန်းချုပ်ထားနိုင်မှုအရေးပါတဲ့စခန်းတစ်ခုဖြစ်တာကြောင့်စစ်ကောင်စီကအပြင်းထန်ခုခံခဲ့ပြီးတော်လိုင်းပူပေါင်းတပ်ဖက်ကလည်းထိခိုက်မှုအချို့ရှိတယ်လို့သိရပါဗျ။ ထိထဗျူဟာစခန်းကိုတင်ပိုက်နိုင်ခဲ့မှုမှာပါဝင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကိုဂုံပြူတယ်လို့တပ်မဟာလေးတပ်မမှုကလက်မှတ်ရေးထိုးထုတ်ပြန်ထားပါတယ်။အဆိုပါဂုံပြူလွာမှာ KNU ဗိတ်တဝဲခရိုင်ဥက္ကဋ္ဌလည်းပါဝင်လက်မှတ်ရေးထိုးဂုံပြူခဲ့ပြီးရှင်းရကြထိထဗျူဟာစခန်းတင်တိုက်ပွဲအတွင်းဆွမ်းဆွမ်းတမန်တိုက်ပွဲဝင်ခဲ့ကြတဲ့ KNL တပ်မဟာလေးနဲ့မဟာမိတ်တော်လိုင်းအင်အားစုတွေကိုအတိမတ်ပြုဂုံပြူတယ်လို့ဖော်ပြပါရှိပါတယ်။ ထိကြဗျူဟာစခန်းသိမ်းတိုက်ပွဲမှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မှလေးဌာနချုပ်တပ်ဖွဲ့တွေကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မှလေးတရင်30တရင်71တရင်203 KNL တပ်မှလေး KNDO တရင်9 KNU မိတ်တဝဲခရိုင်တစ်တော်ဌာနအမျိုးသားညီညွတ်ရေးဆိုရ NUG ပြည်သူ့ကောင်ွယ်တက်မတော်ဒဝဲခရိုင်တရင်1ဒဝဲခရိုင်တရင်2တို့နဲ့အတူ FFD Federal Democracy အတွက်အင်အားစု KSDF Karen Drone တပ်ဖွဲ့ Drone Square UAV ဗိုလ်ပြင်းမြို့နယ် CDN ရဲတပ်ဖွဲ့တဝဲပြည်သူ့လွမြောက်ရေးတပ် TPLF KNPF ကရင်အမျိုးသားရဲတပ်ဖွဲ့ Sky Coast Drone တပ်ဖွဲ့နေမြေအတွင်းရှိဒေသခံတွေ KWO KYO အဖွဲ့တွေခြေရွာလုံခြုံရေးအဖွဲ့တွေ ကဆယ်တို့မြို့နယ်ခေါင်းဆောင်တဲ့အဖွဲ့သားတွေပါဝင်တယ်လို့ဂုံပြုံမှတ်တမ်းလွှာမှာဖော်ပြပါရှိပါတယ်။အလားတူထိုင်းမြန်မာနယ်စပ်ကမော်ဖာသူစစ်တပ်စခန်းကိုလည်း KNL တပ်မှခုနှစ်နဲ့ KNDO ပူးပေါင်းတပ်တွေကဧပြီ18ရက်ညပိုင်းမှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဧပြီ19ရက်မှာစခန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။မော်ဖာသူတပ်စခန်းဟာထိုင်းနိုင်ငံမဲဆောက်မြို့နဲ့မြောက်ရီမြို့နယ်စပ်မြင်းပေါ် ဒေါနာတောင်အရှိချမ်းမှတရှိပြီးအရှိတောင်တိုင်းစစ်ဌာနချုပ်ရာတခလောက်ခံတထုံမြို့အခြေဆိုင်ခလာရနှစ်လေးတရင်ကအထိုင်ချတက်ဆွဲထားတဲ့စစ်တပ်စခန်းဖြစ်ပြီးသိမ့်ပိုက်ခံရချိန်မှာစစ်ကောင်စီတပ်သားတွေစခန်းစွန့်ထွက်ပြေးသွားတယ်လို့သိရပါတယ်တိုက်ပွဲတွေကြောင့်မြန်မာနိုင်ငံသားစစ်ပေးဆောင်200ကျော်ကိုထိုင်းနိုင်ငံတပ်ခရိုင်မှနေထိုင်ခွင့်ပြုထားကြောင်းလဲထိုင်းသတင်းဌာနတွေကဖော်ပြခဲ့ပါတယ် စစ်ရှုံးလာတဲ့စစ်ကောင်စီအားကရင်ပြည်နယ်နေရာအနှက်အရက်သားတွေကိုပြစ်မှတ်ထားလေးချောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေဇက်တိုင်းလုံဆောင်လာတာကြောင့်ပြည်သူသေဆုံးမှုတွေလည်းမြင့်တက်နေတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်တွေကသိရပါဗျ။